ပါဝါဘက်မီလောက်မှုကြောင့်ဟောင်ကောင်ခီးတဲ့တယ်လေးရင်တစဉ်တယောက်တည်းအေးပေါ်ဆင်းတယ်။ဟောင်ကောင်လေးချောင်းလိုင်းကခီးတဲ့တယ်လေးရင်တစဉ်ဟာခီးတဲ့တွေရဲ့အိတ်တလုံးထဲကနေမီလောက်မှုဖြစ်ပေါ်လို့တယောက်ပြည်မကြီးမှာအေးပေါ်ဆင်းသက်ခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ခီးတဲ့168ရောင်းနဲ့လေးရင်အမှုထင်းတွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဆိုပါတယ်။ Avet SA A320 အမျိုးအစားလေးရင်ခီးစဉ်အမှတ် H815 ဟာ တရုတ်နိုင်ငံဟန်ဂျိုးကနေဟောင်ကောင်ကိုပြင်သင်စဉ်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်ဖူဂျိုးမှာအရေးပေါ်ဆင်သက်ခဲ့ရတာပါမီးလောင်ရတဲ့အကြောင်းရင်းကိုလေကြောင်းလိုင်းကမထုတ်ပြန်သေးပေမဲ့ခီးတဲ့တွေအပေါ်မှာရှိတဲ့ခီးဆောင်အဲ့တခုကနေပါဝါဘက်မီးလောင်မှုကနေစတင်ခဲ့ကြောင်းလူမှုကွန်ရက်ရုပ်သံမှတ်တမ်းမှာပြန့်နှံ့နေပါတယ်အဲ့ထဲကနေမိကူးတွေထွက်လာတာကြောင့်လေရင်အမှုထင်းတွေနဲ့ခီးတွေတွေကရေတန့်ဘူးတွေနဲ့နှိမ့်တက်ခဲ့ပြီးနောက်မင်းငိမ့်ခဲ့ပါတယ် ဇန်နဝါရီလအတွင်းကလည်းတောင်ကိုရီးယားမှာပူဇန်လေကြောင်းလိုက်လေရင်သစင်းမီးလောင်မှုဖြစ်ပွားခဲ့ပြီးဒါဟာခီးသည်တွေရဲ့ပါဝါဘတ်တစ်ခုကြောင့်လို့ကနဦးစုံစမ်းစစ်ဆေးမှုစီရင်ခန်းစာတွေမှာဖော်ပြထားပါတယ်ဒီဖြစ်စဉ်အပြီးမှာတော့ပူဇန်လေကြောင်းလိုက်ဟာပါဝါဘတ်တွေတည်ဆောင်တာကိုတမ်းမြင်လိုက်ပြီးစင်ကာပူလေကြောင်းလိုက်ထိုင်းလေကြောင်းလိုက်နဲ့အေအေရှာတို့ကလည်းပါဝါဘတ်တွေတည်ဆောင်တာကိုပိတ်ပင်သွားမယ်လို့ကြေညာခဲ့ပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်